လူငယ်ဆိုတဲ့နေရာမှာအသက်အရွယ်ပိုင်းခြားတွေတော့ရှိမယ်ပေါ့နော်ဆယ်ကျော်တက်တွေရှိမယ်ဒီအာနာသိန်းတုံးကလုံးဝ73 74ပေါ့နော်အလီအရွယ်နေခုဆိုရင်ဒါ78နီးပါအဲ့ဝင်းကျင်ကိုရောက်လာတယ်ဘူးမသိဘာမသိနဲ့အသက်တွေကကြီးသွားတယ်ဒီလေတမန်ကြီးစာကြည့်ဖြစ်ပြီး sky dive ကလေးပြန်မှကြီးပြန်လာတယ်ပေါ့အဲ့မဖြစ်သေးဘူးပေါ့နော်ဒီတော်လိုင်းရင်ပြင်တော့ကျန်လေထူထောင်ရေးကာလမှာတော့အဲ့ခါလေးနဲ့ပတ်သက်ပြီးတခုခုလောပြန်လုပ်အောင်ဆိုရယ်စိတ်ကူးတော့တစ်ခါကြီးဖြစ်ဘူးအဲလည်းဖြစ်တယ်ပြီးတော့အဲ့ပို့မှလည်းအလိုရီမန်းထားတာတွေ မျောလင့်ထားတာတွေအများကြီးရှိတယ်ဘောနကုဘဝအတွက်ဖြစ်စေကုပ္ပတာဆိုတဲ့ဖြစ်စေအဲ့လိုမျိုးမျောမှန်းထားတာတွေအများကြီးရှိတယ်အများကြီးရှိတယ်ကိုက MC ပြာတိလာမိုက်ခရိုဖုန်းကိုကင်ထားတဲ့ကောင်ပြာတိလာမိုက်ခရိုဖုန်းကိုကင်ထားတဲ့ကောင်ကအာလူအများကြီးကကိုယ်စကားကို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 အတန်ကိုကြားနိုင်စွမ်းရှိနေတဲ့အခြေအနေမျိုးမှာကိုကဘာအကြောင်းအရာတွေပြောမှလဲပေါ့နော် ထမကတော့ဘောနော်ဒီအာဘယ်လိုခေါ်မလဲ hammock လုပ်ဖို့တော့မဟုတ်ဘူးဒါပေမဲ့ budget နေထားရပါဘောနော် hammock လုပ်ရလုပ်ရမယ့်အခြေအနေဖြစ်သွားတဲ့ခါကျတော့အာ hammock လုပ်ဖြစ်သွားတယ်ပေါ့ကျတော့အဲ့အဲထဲမှာပါတဲ့တချို့တချင်းတွေထဲကတချို့ verse တွေကကျတော့အာဒီ2021ခုမဖြစ်ခင်ကတည်းကကျွန်တော်ရေးထားတဲ့ verse တွေပေါ့နော်အဲအဓိကတော့ဒီ loop အဖွဲ့စည်းကိုဟိုထင်ဟပ်တဲ့ ဟိုဟိုအကြောင်းအရာတွေပေါ့နော်အဲ့အကြောင်းအရာတွေဒီအဲ့အဲ့လိုမျိုးတွေတော့ပါတယ်အာအင်ဘော့နောက်တစ်ခုကကျတော့ဒီကျွန်တော်တို့ဒီ2021ခုဖြစ်ပြီးနောက်ပိုင်းဒီဘက်အချိန်ထိ2025နောက်ပိုင်းထိပေါ့နော်ဒီ2025ထိဂျားထဲမှာအများကြီးဖြစ်ပြက်သွားတယ်အများကြီးပြောင်းလဲမှုတွေဟိုအများကြီးရှိလာတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာတွေပေါ်မှာတော့စင်ကယ်ပြောင်းလဲလာတယ်ကျွန်တော်ရဲ့ဒီအမြင်တွေဒီတွေးဟော်ယူဆပုံတွေ musical အဖြစ်တော်လကောင်းအာ ဒီ mentor အားဖြင့်တော်လည်းကောင်းပေါ့နော်အဲ့လိုရင်ကျက်လာတဲ့အရာတွေအဲအဲ့လိုမျိုးတွေတော့မျိုးစုံဒီဒီအခွေထဲမှာပါမယ်ပေါ့ဟုတ်ဒါကတော့ကျွန်တော် lyric book ပေါ့เนาะဒါကကျွန်တော်ပေါ်တာကျွန်တော်ရဲ့ညီကိုရဲ့ဘော်ရဲ့ဘက် Jimmy's Artiverse ပေါ့เนาะပကြီးဆရာ Jimmy's Artiverse ရဲ့လက်ရဖြစ်ပါတယ်ဒါ cover up ပေါ့เนาะဒါနောက်ကျော်ပေါ့ဒါတချင် list တွေ6ပုံပါတယ်ပေါ့เนาะပြီးတော့ဒီမှာ ဒီခွေအတွက်ပါဝင်အားစိုက်ပေးတဲ့ကျွန်တော်ပေါ်လာရေးကျွန်တော်ရဲဘော်ရဲဘက်တည်းနာမည်လေးပေါ့အခက်ခဲကတော့မျိုးစုံပါပဲခုနပြောသလိုပေါ့နော်ဟိုစိတ်ပိုင်းဆိုင်ရာအဖြစ်ဒီကျွန်တော်တို့ကိုနိုင်ကူကလည်းဟိုအခြေတက်ပြောက်ဆုံးနေတဲ့အခြေအနေမျိုးကငါဒီပုံစံကြီးကိုဒီခြေနေမှာ audience ရဲ့လက်ထဲကိုထည့်တင်လာပေါ့နော်အဲဒီလိုပုံစံဒီလိုအကြောင်းအရာမျိုးဒီလိုအတန်မျိုးတွေဒီလိုဟိုဘယ်လိုခေါ်မလဲကိုယ့်ရဲ့ dark side ကြီးကိုလူတယောက်ကိုအဲ့လိုမျိုးပေးလိုက်ရတဲ့ဟာမျိုးကအဲ့လိုဖြစ်တင်လာပေါ့နော် ဒါရဒါကျွန်တော်စိတ်ထဲမှာဖြစ်တဲ့အရာတွေပြီးတော့တကယ်လက်တွေ့မှာကျတော့ဒီစတဲတဲ့အချိန်မှာအော်ငွေကြေးခက်ခဲတွေပြီးတော့ဒီနည်းပြငါဘိုင်းပြောမလားပြီးတော့ဒီဟိုဘလို့ရောင်းမှာလဲဆိုတော့ဒီ marketing ပိုင်းတွေစသဖြင့်အဲ့ဒီပိုင်းတွေကျတော့ကျွန်တော်တခါမှလဲမထီတုပ်ဖူးတဲ့ပိုင်းကန်တာတွေဖြစ်တဲ့ခါကျတော့လိုက်ပြီးတော့ကုညီတောင်းရတယ်သူတို့အများကြီးကုညီပေးလို့တာပေါ့နော်အခုဒီလိုထုတ်ထုတ်လာနိုင်တာပေါ့ ဒီလိုဒီ scan link scan code တခုပါလာလိမ့်မယ်အဲ့ QR ကို scan ဖတ်ပြီးရင်ကျွန်တော်တို့အာချင်လာစာနာထောင်လို့ရပြီဒီတချင်းတွေဒီမှာပုံတပုံเนาะဒီဟာကျွန်တော်ရဲ့လက်ရေးမူစစ်စစ်ဖြစ်ပါတယ်เนาะဖတ်လို့မရရင်လည်းတောင်းမှာပါတယ်ဆိုတော့ဒါနောက်တပုတ်တွေနောက်တပုံပေါ့เนาะစသဖြင့်အာ6ပုတ်စီအတွက်တပုံစီပေါ့เนาะ6ပုတ်တပုတ်စီအတွက်တပုံစီကိုဂျင်မေကရေးဆွဲပေးထားရယ်ပေါ့เนาะ ီတစ်ချိန်တွေအလုံးနားထောင်ပြီးသွားတဲ့ချိန်ကြာရင်ဒါကျွန်တော်ဒီ၃နှစ်ကျော်လေးနဲ့တွန်ဖြတ်တန်းလာခဲ့ကျွန်တော်ရဲ့မှတ်တမ်းတစ်ပုံလေးပေါ့နော်အားရပါမယ်ခဲ့ပါငယ်ဆွေးနေမှာအသက်အရွယ်ပိုင်းခြားတွေတော့ရှိမယ်ပေါ့နော်ဆယ်ကျော်တက်တွေရှိမယ် ီအာနာသိန်းတုံးကလုံးဝ73 74ပေါ့နော်အလီအရွယ်နေခုဆိုရင်ဒါ78နီပါအဲဝင်းချင်ကိုရောက်လာတယ်ဘူးမသိဘာမသိနဲ့အသက်တွေကကြီးသွားတယ်ဒီမှာလားဘာတွေဖြစ်လို့ဖြစ်မှန်းမသိလိုက်ဘူးဆိုတဲ့ဟာမျိုးဒါကျွန်တော်တို့ကိုယ်တိုင်လည်းဖြစ်နေတဲ့အရာပေါ့နော်အဟိုကြောင်းလည်းမပြီးလိုက်ဟိုပညာကြီးကလည်းဟိုမရောက်ဒီမရောက်ဟိုအခြေရလည်းဘာမှမသိတော့ဆိုတော့အဲ့လိုမျိုးအဲ့လိုဘာဘာဘာတွေဖြစ်လို့ဖြစ်မှန်းမသိလိုက်ခင်မှာပဲကျွန်တော်တို့ကဟို ထိတ်စီပြောင်းဖို့နောက်9နှစ်ဆိုကျွန်တော်ထိတ်စီပြောင်းပြီပါ30ပြည့်ပြီဆိုတော့အဲအဲ့လို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 မျိုးခံစားချက်ကတော့ဒီခစ်ဒီခြေနေလူငယ်တိုင်းမှာတော့ရှိကြမှာပဲပေါ့နော်ဒါပေမဲ့ဟိုအာခကြီးရပြတ်တကွာခကြီးရပြတ်နေတယ်ကွာငါတို့ဘာမှလုံးလုံးမရတော့ဟိုဖြစ်နေငါဖြစ်တဲ့ငါအနာဂတ်ရပါဖြစ်တဲ့အဲ့လိုမျိုးကျွန်တော်တို့ညီးခဲ့တာလေလဲများလောက်ဒီ၄နှစ်၅နှစ်ဆိုတာလေတော်တော်ကြာပြီဆိုတော့တော်လောက်ပြီကျွန်တော်တို့အလုံးလုံးဟုတ်လို့လဲဆိုတော့နည်းနည်း ဟိုအိတ်ဟိုပြောချင်တာအဲ့လိုပေါ့ပင်ပန်းလာရင်လည်းအိတ်ကြီးပေါ့ခဏအိတ်ပေါ့သိရမလားခဏနာပေါ့ပြန်ပြန်ထားပေါ့ကျွန်တော်တို့ဘာလို့ဆိုတော့ဟိုကိုယ့်ရဲ့ပြက်တနာကိုယ့်ရဲ့အခက်ခဲကဘယ်သူနဲ့မှဘယ်သူအပေါ်မှာမှတာဝန်မရှိဘူးပေါ့နော်ကိုကိုယ်တိုင်ပဲဖြေရှင်းရမယ့်ကိစ္စတွေပဲအာဟိုကိုကဘာဖြစ်နေလို့ညာဖြစ်နေလို့ဆိုတာမျိုးမရှိဘူးအာကျွန်တော်တို့ပြက်တနာကျွန်တော်တို့အခက်ခဲကဖြေရှင်းရမယ့် သူကကျွန်တော်တို့ကာယကံရှင်ကိုယ်တိုင်သားလင်းဖြစ်တယ်ပေါ့နော်ဆိုတော့ကိုယ်ကိစ္စကိုပဲကိုယ်လုံမယ်ကိုယ်ကိစ္စကိုကိုယ်လုံမယ်ဆိုတော့ကိုယ်ပြည်တနာကိုကိုယ်ရှင်းမယ်ဟိုကိုယ်တာဝန်ကိုချီအောင်လုပ်မယ်ပေါ့နော်ဆိုတော့အဲ့အဲ့ဒါကိုပဲအဓိကပြောခြင်းတယ်ပေါ့နော်ကျန်တာတော့ဘာလုပ်ရမလဲဆိုတော့သူတို့သိပါတယ်